မိန်းကလေးတွေအပြိုပေါ်ဝင်စားရနေစပြီးတော့သွေးဆုံတဲ့အချိန်ထိကြုံတွေ့ရမယ့်အခြေအနေတစ်ခုကိုဒီနေ့ဗီဒီယိုလေးမှာပြပြမယ်မယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်မိမကူကအရေးစင်းခြင်းဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့မိမကူကဘလို့အရေးစင်းတက်လဲပြီးလို့ရှိရင်ဘလို့မျိုးအခြေအနေဆိုရှင်ပုံမှန်လဲဘလို့အခြေအနေဆိုလို့ရှိရင်ဆီယောင်နဲ့ပြတဲ့လဲအရေးကြီးရယ်ဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ လာပါဒေါက်တာနိုဝင်ဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာမိမကိုကအရေးစင်းတဲ့ခါမှာဘယ်ချိန်တွေမှာပုံမှန်စင်းလဲဘလိုချိန်တွေဆိုလို့ရှိရင်ဒါယောဂပိုးဝင်နေလဲဘလိုချိန်တွေဆိုလို့ရှိရင်ဆရာဝန်နဲ့အများဆုံးပြသတဲ့နယ်ဆိုတာကိုဆက်ကြည့်လိုက်ကြအောင်ဒီလိုမျိုးမိမကိုကနေပြီးတော့အရေးစင်တာကသဘာဝတရားကြီးကဖန်တီးထားတဲ့ဗက်တီးရီးယားပိုးမွားတွေကိုကာကွယ်တဲ့ဖြစ်စဉ်တစ်ခုလည်းပြောလို့ရပါတယ်။ ထမအောင်ဆုံးအနေနဲ့မိမကူကအရေးစင်းတယ်ဆိုတာကဘာကိုဆိုလိုတာလဲဆိုတာကိုအရင်ဆုံးပြောပြပေးမယ်ဒီမိမကူကနေအရေးစင်းတာကဒီမိမကူကိုဘက်တီးရီးယားပိုးမွားတွေတိုက်ထုတ်ဖို့အတွက်လှုပ်ဆောင်ပေးနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဘလို့ရှင်နေဒီမှာအရေးစင်းနေရှိရဲဆိုရင်ဒီယာလီစဝန်းကြောင့်ဟော်မုန်းချိန်နေကိုယ်ဝန်ဆောင်ချိန်စတာတွေပေါ်မူတည်ပြီးတော့ဒီအရေးစင်းတာအပြောင်းလဲဖြစ်နိုင်ပါတယ် ြလို့ရှိရင်ဒီမိမကိုကဆင်းတဲ့အရေးတွေအယောင်ကိုကြည့်ပြီးတော့ဒါပုံမှန်လားယောဂပုံဝင်နေလားဆိုတာကိုခွဲခြားသိနိုင်ပါသေးတယ်။နံပါတ်၁နေလဲကြည်နေနေတဲ့အယောင်ဒီမိမကိုကနေပြီးတော့အရေးကြီးဆင်းတာပုံမှန်ချင်နေဖြစ်ပါတယ်။ပေးချင်နေမှာလဲဆိုလို့ရှိရင်ဥပမာယာဒီဆယ်ဝန်းအလယ်လောက်ဒါမျိုးမမျိုးဥကျွေတဲ့အချိန်မျိုးကိုလက်လုံရှားမှုပြီးတဲ့အချိန်မှာဆင်းတာမျိုးတွေနောက်ပြီးတော့ကိုယ်ဝန်ဆောင်ချိန်နေမှာဆိုရင်တော့ဒီအရေးကြီးလေးချွဲလေးတွေဆင်းတာမျိုးတွေဖြစ်တတ်တယ် အဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်မိမကိုကကိုယ့်အကိုတန်ရှင်းမှုကိုပြုလုပ်နေရဲဆိုပြီးတော့ဖော်ပြနေတာဖြစ်ပါတယ်။နံပါတ်၄ကတော့ဒီအဖြူရောင်ဒါမှမဟုတ်နုနှစ်ရောင်မျိုးဆင်ခြင်းဒီဖြူရောင်နုနှစ်ရောင်လိုမျိုးဆင်တာတွေကလည်းပုံမှန်လို့ပဲပြောလို့ရတယ်ဒါပေမဲ့ဒီလိုမျိုးအဖြူတွေနုနှစ်ရောင်တွေဆင်တဲ့ချိန်မှာ အရန်ထူလာတယ်ဒါမှမဟုတ်အနံ့ဆိုးတွေနဲ့တွဲလာတဲ့ဆိုရင်တော့ဒါကယောဂပုံမှန်ဝင်တဲ့အခြေအနေတစ်ခုလို့ပြောလို့ရတယ်ရိုးရိုးပုံမှန်ဆိုလို့ရှိရင်တော့ရာသီဆန်ဝန်အစနဲ့အဆုံးနေမှာဆိုရင်ဒီလိုမျိုးအဖြူအောင်လေးတွေစင်တာမျိုးဖြစ်တတ်တယ်နံပါတ်3ကကြာတော့ဒီအဝါရောင်ဒါမှမဟုတ်အစိမ်းရောင်ဆင်းခြင်းဒီအဝါရောင်လေးအစိမ်းရောင်ဆင်းနေဆိုရင်တော့ဒါကပုံမှန်မဟုတ်တော့ဘူးယောဂပုံမှန်ဝင်တဲ့အခြေအနေတစ်ခုလို့ပြောလို့ရတယ် ဘလူးချင်းတွေမှာလဲဆိုလို့ရှိရင်မိမကူတဲ့ပိုးဝင်တာ trichomoniasis လို့ခေါ်တဲ့ပိုးတွေ bacteria ပိုးဝင်တာ bacteria vaginosis လို့ခေါ်တဲ့ပိုးတွေဒါမှမဟုတ်လင်ယားတဆင့်ကူးဆက်တဲ့ယောဂါပိုးတွေရှိတယ်ဆိုလို့ရှိရင်ဒီလိုအကြောင်းမျိုးတွေစဉ်းစားဖြစ်တတ်တယ်။နံပါတ်၄မိခိုးရောင်ဆင်းခြင်းဒီလိုမျိုးမိခိုးရောင်ဆင်းတဲ့အတူ ဇိုးတွေပါထွက်တယ်ဆိုရင်ဥမာငါးနီးနယ်လိုမျိုးအနက်နေထွက်တယ်ဆိုရင်တော့ဒါကဘက်တီးရီးယားပိုးမဝင်တဲ့ဘက်တီးရီးယား vaginosis လို့ခေါ်တဲ့အခြေအနေတစ်ခုဖြစ်တယ်။ဘာလို့ဖြစ်တာလဲဆိုရင်ဒီဘက်တီးရီးယား vaginosis ကမိမကိုယ်တည်းကဘက်တီးရီးယားများကြီးပျက်စီးသွားတဲ့အချိန်မှာဖြစ်တတ်တဲ့အခြေအနေတစ်ခုဖြစ်တယ်။အားကြောင့်မလို့ဒီလိုမျိုးမိခိုးရောင်ဆင်းနေဆိုလို့ရှိရင်လည်းဆရာဝန်နဲ့အမြန်ဆုံးပြသတတ်ပါတယ်။နံပါတ်၅ကြတော့ပန်းရောင်တာမဟုတ်အညူရောင်ဆင်းခြင်း။ပန်းရောင်တာမဟုတ်အညူရောင်ဆင်းတာကလည်းပုံမှန်ဖြစ်နိုင်တယ်လို့ ဒီလိုမျိုးယောဂပုံမှန်ဝင်တဲ့အချိန်လေးတစ်ခုလည်းဖြစ်နိုင်တယ်ဘလို့အချိန်လေးမှာပုံမှန်ဖြစ်တာလဲဆိုရင်ဗတိပြည့်ရတဲ့အချိန်မှာသွေးစာတွေပါတာဒါမျိုးပန်းရောင်မျိုးလေးတွေဆင်းတာတချို့အမျိုးသမီးတွေပါဆိုလို့ရှိရင်လည်းပုံစံပထမ3ပတ်မှာ implementation bleeding လို့ခေါ်တဲ့အချိန်လေးမှာဆိုရင်တော့ပန်းရောင်တန်းတာတွေသွေးစာမျိုးလေးတွေပါတတ်တယ်ကဲယောဂပိုးဝင်တဲ့အခြေအနေတွေကတော့ပန်းရောင်အညူအောင်ဆင်းတာနဲ့အတူဇိုးတွေတွဲပြီးဆင်းတာနမမဟုတ် နာကျင်တာတွေပူဆက်တာတွေနဲ့တွဲရယ်ဆိုရင်တော့ဒါကယောဂပူအခြေအနေဖြစ်တယ်။ဘလိုအခြေအနေလဲဆိုလို့ရှိရင်ယာတိမမှန်တာဟော်မုန်းမမျှတတာတအိမ်ခေါင်းမှာအနာရှိတာတအိမ်ခေါင်းမှာအသဘိုးရှိတာဆိုတာကတော့တချို့ကင်ဆာတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးပန်းရောင်တို့အညိုရောင်တွေဆင်းနေဆိုရင်ရှိရင်เนาะ ဒါကရှေ့ပြေးလက္ခဏာတစ်ခုလို့ပြောလို့ရတယ်။အဲအကြောင်းမလို့ဒီလိုမျိုးပန်းရောက်အညူအောင်ဆင်းလာတဲ့အတူနာကျင်တာတွေရှိတယ်ဆိုလို့ရှိရင်တော့ဆီယံကိုပြတ်တဲ့တဲ့အခြေအနေတစ်ခုပါ။ကဲဘဲချင်းမှာဆီယံကိုနဲ့ပြတ်တဲ့လဲမိမကိုကအရေးစင်းတဲ့ခါကမျိုးသမီးရဲ့အတွက်သဘာဝဖြစ်စဉ်တစ်ခုပြောလို့ရတယ်။ဒါပေမဲ့ဒီလိုမျိုးမိမကိုကနေပြီးတော့အယောင်ပြောင်းပြီးတော့ဆင်းတာဥမာကျမပြောခဲ့တဲ့အဝါရောင်အစင်းရောင်မိခိုးရောင်နေဆင်းနေဆိုရင်အနက်ဆိုးတာဥပမာဒီငားညီနဲ့လိုမျိုးအနက်ဆိုးတာ အစ်စ်နဲ့ဆိုလို့ရှိရင်အရေးစင်းတာလည်းအတူအမြုပ်တွေပါတာဒါမှမဟုတ်အဖက်လိုက်တွေပါတယ်ဆိုလို့ရှိရင်ဒီမိမကိုအရေးစင်းတာလည်းအတူမိမကိုရှားတာတွေနာတာတွေနဲ့တွဲတယ်ဆိုလို့ရှိရင်စီးသွားတဲ့ချိန်မှာမိမကိုကပါနာတာစီးပူစီးကျင်တာနဲ့တွဲတယ်ဆိုရင်နောက်ဆုံးတစ်ခုကတော့ဒီလိန်ဆက်ဆက်တဲ့အခါမှာမိမကိုနာကျင်တာနဲ့တွဲတယ်ဆိုလို့ရှိရင်တော့ဒါကဆရာဝန်ကိုဉာဏ်ဆုံးပြသတဲ့အခြေအနေတွေဖြစ်ပါတယ်အားလုံးပဲမိမိရဲ့ခန္ဓာကိုယ်အခြေအနေကို ဆက်စစ်ကြည့်ဖို့ကအရေးကြီးပါတယ်ဒီဗီဒီယိုကနေပြီးတော့ဘလိုချိန်နေဒီမှာမိမကိုအရင်နေစင်တာကပုံမှန်လဲဘလိုချိန်နေဆိုလို့ရှိရင်တော့ဒါယောဂပိုးဝင်နေဆိုတာကိုအားလုံးဘူးတူတူအနေနဲ့သိရှိလောက်ပြီးဖြစ်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ like နဲ့ share လုပ်လို့ရပါတယ်ဒီလိုမျိုးမျိုးသမီးကျမ်းမာရေကိုဝန်ဆောင်ကျမ်းမာရေမိခင်နဲ့ကလေးကျမ်းမာရေကလေးကျမ်းမာရေဘူးတုဒ္ဒါလေးသိချင်တဲ့ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်